ော့အက်ဒစ်ဘာဘန်မြို့ပြမှာရှိတဲ့အီသီယိုးပီးယားနိုင်ငံရဲ့အကြီးဆုံးအမိုက်ပုံကြီးမှာမြေပြိုခဲ့တာကြောင့်အနည်းဆုံး46ဦးသေဆုံးသွားခဲ့ပြီးလူအများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။အခုလောအမိုက်ပုံပါမြေပြိုမှုဖြစ်ပွားတာဟာအမိုက်ပုံနာမှာဇီဝတန်ဝိဆက်ယုံတိစောက်နေတာကြောင့်ဖြစ်တယ်လို့အဲ့ဒီနာကကျူးကျော်နေထိုင်သူတွေကအပြစ်တင်ခဲ့ကြပါတယ်။မရှိနာစတီးရနေ့ကဖြစ်ပွားခဲ့တဲ့ပြိုကျမှုကြောင့်အမိုက်ပုံပြိုကျမှုအကြီးဆုံးပိုင်းမှာပါဝင်ခဲ့တဲ့ကိုရှေးအမိုက်ပုံနာမှာနေထိုင်တဲ့လူတွေရဲ့အိမ်တွေဒါဇင်ချီပြပြဝတ်သွားခဲ့ရတယ်လို့ AFP သတင်းတောက်တူဦးကပြောပါရယ် အဲ့ဒီမြေပြိုမှုကြောင့်ကလေးတချို့အပါအဝင်အမျိုးသမီး32ဦးအမျိုးသား14ဦးနဲ့စုစုပေါင်း46ဦးသေဆုံးသွားခဲ့တယ်လို့အတက်ဘာဘတ်မြို့တော်ဆက်သွယ်ရေးဗျူရိုကအကြီးအကဲဒက်ကမာဝင်းမိုကက်ကပြောကြားခဲ့ပါတယ်။သေဆုံးသူအများစုဟာ86ဧကကျဲဝန်းနဲ့အမိုက်ပုံမှာကျူးကျော်နေထိုင်သူတွေဖြစ်တယ်လို့ဆိုပါတယ်။ ပြောကြားမှုဖြစ်တော့ကျဲလောင်တဲ့အတန်ကိုကြားရတယ်လို့အိမ်တလုံးဆုံးရှုံးသွားတယ်မူဆာအဗ်ဒူလာကပြောပါတယ်။လေစင်နှမောက်တိုက်တယ်ထင်လို့အိမ်ထဲကနေကျွန်တော်တို့ထွက်ပြေးကြပါတယ်။မိသားစုဝင်တွေကိုစတင်တော့စတင်စူးစီးပြီးပြေးခဲ့ကြတာဖြစ်ပါတယ်။လူတွေကအကူအညီတောင်းနေကြပါတယ်။ပြောကြားမှုဖြစ်ခင်မှာကျွန်တော်တို့မိသားစုအမိုက်ပုံကနေထွက်လာခဲ့ကြတာဖြစ်ပါတယ်လို့သူကပြောပါတယ်။ ပျော်ကျသွားတဲ့အမိုက်တွေရဲ့အောက်မှာလူတွေပိတ်နေဆဲဖြစ်တယ်လို့မျက်မြင်တွေကပြောကြခဲ့ကြပေမဲ့ရဲတွေဟာပျော်ကျမှုဖြစ်ပွားတဲ့နေရာကိုဒေသခံတွေဝင်လို့မရအောင်တားဆီးထားတယ်လို့ဆိုပါတယ်။လူချဦးဟာမရှနာစနေရနေ့အမိုက်တွေကိုရက်ထုတ်ပြီးထွက်လာကြတာကြောင့်အသက်ရှင်သူတွေရှိနိုင်သေးတယ်လို့သိရပါတယ်။မြေပြိုမှုဖြစ်ပွားချိန်မှာလူ300ကျော်လားဟာအဲ့ဒီအနီးနားမှာနေထိုင်နေရလို့ဆိုပါတယ်။အမိုက်အများစုဟာဆောက်လုပ်ရေးပစ္စည်းဟောင်းတွေတသားချောင်းတွေနဲ့ပလတ်စတစ်အိတ်တွေဖြစ်တယ်လို့လည်းသိရပါတယ်။